တည့်ရွာနေအုတ်ခွေ၍လွင့်ကျွေမြောသွားတာကိုငင်တော့သူမထိုးထိုးအတန်ပြုမိသည်လွမ်းဆဲရကောင်းသောရှုခင်းလေးကိုသူမသဘောကျမိသည်ပြုံးလေသားမျက်နှာလေးနဲ့ပတင်းပေါက်မှမေးထောက်ပြီးငင်းညိလိုက်သည်ခနာကြာမှတဆုံတစ်ခုကိုတတိယကစားကြီးစားဖွဲတို့သူမပြေးလွားသွားမိသည် စားဖွဲပေါ်မှာဘောပင်ညိုက်ဝဲပိတ်ထားသောလက်ကဝါစာစာအုပ်လေးတအုပ်သူမဤဒိုင်ယာရီစာအုပ်လေးပင်သူမဖွင့်ကြည့်လိုက်တော့ဒိုင်ယာရီထဲမှာစာတစ်ပိုက်တွေ့ရသည် မနက်ဖြန်နနက်ခင်း9:00နာရီတူနှင်းတွေ့ရမည်။စာအုပ်ထဲမှာမနက်ဖြန်ဆိုဒီမှာအပြင်ကယနေ့ပင်ထည့်သည်။ကြည်စံငါတော်တော်နမောနမနိုင်လိုက်တာ။ညကတိုင်ရီကိုထေချာပြတ်မတင်ထားမိပါလား။မိချီရဲ့မြဖမိသွားသေးလား။အောက်ကိုတော့စနောက်နေတော်မှာပဲ။သူမတန်ရရတော့နဲ့ရှက်စိတ်ဝင်လာမိသည်။တန်ဟာဒီကိုတေချာသိမ့်ပြီးမှရေချိုးကိုလက်တန့်စင်ကအဝတ်စားလဲလိုက်သည်။ မန်ရှေ့ကြာကြာထိုင်လိမ့်မရှိတော့သူမှာမန်ရှေ့၅မိနစ်ထက်ပိုထိုင်တာအချိန်ဖြုန်းတာပဲဟုယူဆခဲ့တော့သူမှာဒီတစ်ခါမန်ရှေ့နဲ့ကြာကြာထိုင်ပြီးတော့ကိုဘာတာကိုရှိုးတိုးရှမ်းတန်ဖိနေရှာသည်သူနိုင်တွေ့ပြီးရန်တန်တန်းကိုတန်းကူအောင်မှာဆိုတော့သူမတွေ့တွေ့ချက်ချက်နဲ့ဂီတနှုတ်ဆာရွက်လေးတွေကိုကြောက်ပိုးဤထက်ထဲသည်ဂီတတန်းနှံပြီးရင်အာကစားကားမှသွားရမည်ဖြစ်၍တန်ရှင်ရဲ့ဝတ်စုံကိုလည်းထည့်သည်ဘာလို့ဒေးလေးစဉ်းစားပြန်သည် အပိုလိုမရှိအားလုံးပြည့်စုံပြီးဟုန်စိတ်ချရမှသူမအခန်းထဲမှထွက်ခဲ့သည်။သူမအောင်ဆင်းပြီးအိမ်ရှိလမ်းရောက်မှအခုမှရေချိုးခန်းထဲကထွက်လာတော့မိချီရက်ကပတင်းပေါက်ကနေလက်လမ်းပြသည်။နေဤဆွနီးကခုမရက်တန်ဤလိုဟူလာောပြောလိုက်တော့သူမလည်းပြုံးရွှင်စွာထိုစကားအတိုင်းပင်ပြန်ဖြေလိုက်သည်။ပြီးတော့နေရောက်သားရေမိကြသေးသည်။နောက်ထပ်15မိနစ်ခန့်ကြာသောအခါသူမဥယျင်ကလေးတစ်ခုတို့ရောက်ခဲ့သည်။ဥယျင်ကလေးထံမှဝန်ခင်မှာပဲသူမတတိယသွားသည်။"အိုးမေတော်မလို့" နဖိုးကိုလက်နဲ့ရိုက်ကကိုကိုကိုအပိပေးမိသည်ရေခဲမုံဝရောက်မှကိုသူမေ့နေသည်သူမဖိနှက်ဖြူလေးနဲ့ခြေဆုံရက်ကရေရဲမုံမောနဲ့ရေခဲမုံစားနေတဲ့သူ့ပုံလေးကိုတပ်ပုံရိုက်ပြီးတင်းထားရမယ်ဟုစဉ်းစားမိသည်သည်သူမအနီးနားကဆိုင်တွေမှာလိုက်ဝဲသည်အိုင်စုအရီမစုကရေခဲမုံရှိပါသလားမောအဝါရီမရှိတာကုံသွားပါပြီသူမရေခဲမုံရှိလာမေးတော့ဆိုင်ရှင်ကကုံသွားပြီးဟုဖြစ်သည်အနီးနားကဆိုင်တွေအကုန်လိုက်မေးတော့လဲထိုးထိုးတာ မနီမဝေးကဆိုင်ဒီစီလဲသွားဝဲကြီးရှာသည်တဆိုင်မိတဆိုင်လိုက်မဲကြီးတာလဲရေခဲမုံကုံသွားပြီဟူသည်အဖေကိုသာကြားရသည်တပင်းလေးခိုးချရင်သူမစိတ်ညက်မိသည်ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့တနင်္ဂနွေနေ့နဲ့ဟုတ်သားပဲတနင်္ဂနွေနေ့နဲ့ဟာကဘာပေါ်မှာရေခဲမုံစားတဲ့သူအများဆုံးနေပဲငါဝဲတာနောက်ကျသွားတာကိုသူမထိုးထိုးသွေးမိပြီးနှုတ်ခမ်းလဲဆိုမိသည်တဆိုင်မိတဆိုင်နာအောင်ထရှာဝေးကြည့်သည်ကံကြမကမျက်နှာသာတည်တည်နေသူမကရေခဲမုံလေးတစ်ခုတောင်ချမသား ူမနနက်ခတ်ဖို့ရိုးစိတ်တက်ကြတော့ဒီငါရေခဲမုံဝဲခဲမယ်လို့တေချာပြောခဲ့တာမပါလာရင်ငါဘက်ကလည်းမကောင်းဘူးသူလည်းစိတ်ခုသွားမှာပဲဆက်ရှာကြည့်ပါဦးမယ်လီနနက်ခဲတစ်ခုဤရွက်ကြွေဝါတို့လွင့်ဝဲနေတော့လမ်းကလေးထက်တွင်ရေခဲမုံကလေးတစ်ခုကိုခရခဲဆက်လိုက်ဝဲနေတော့ကောက်မလေးတယောက်ဤအဖေအားမင်းညောင်းကြည့်ကြပါသူမနိုင်ကုန်ကုန်ကြည့်တာကိုးနာလီသိုးပေါ်စိန်မမီနဲ့ချင်းသားတိနေအောင်ကိုလည်းနောက်မကြချင်ရေခဲမုံလဲလိုချင်မိတီအဖေကမျက်စိလဲမမိတ်ချင်နားလဲချေချင်စလို့ဖြစ်နေပြီလား တဏျာရောက်တော့တကားပိတ်ထားတော့အိမ်နဇမေတခုအောက်တွေကလေးငယ်တယောက်ကိုတွေ့လိုက်ရသည်ကလေးငယ်ရဲ့နားမှာရေခဲမုန်လေးတခုအခွာမခွာရသည်အေးမပြောသည်အိမ်နိုင်ရန်လေးကိုမီးထောင်ထားသည်ရေခဲမုန်လေးကလေးလေးကလက်ဆွဲကီးဘုတ်လေးတခုကိုပေါင်းလက်ဖက်ပေါ်တင်ခန်းထားကတီးနေခြင်းဖြစ်သည်ဒီလုံးတို့တွေမှာကသူ့လိုချင်သည့်အတမယဖြစ်နေသည်ခေါင်းကိုကုတ်လိုက်မျက်နှာကိုပုတ်လိုက်နဲ့ ကလေးလေးကိုမြင်လိုက်ကသူမအတတော်ကောင်းသွမြင်ချင်းပါ။နှုတ်မနဲ့တော့ဒီလုံးကသူမတဲ့အကြမ်းမတော်စွာဖြစ်နေသည်။အစင်မပြေသူများအခက်ကြုံသူများကိုကူညီပေးခြင်းစိတ်အမဲရှိသောသူမကလေးလေးအနာတော်တရွေ့ရွေ့ထားကထိုင်မိသည်။ကလေးလေးကသူမကိုကြည့်သည်။သူမကရေခဲမုံလေးကိုကချက်ကြည့်သည်မှကလေးလေးကိုကြည့်ကပြုံးပြလိုက်သည်။ကလေးလေးကသူ့တီလုံးကိုဆက်တီးသည်။လွမ်းနေပြန်သည်။ဒိုလားဆော်လားစန်းတီးကျပြန်သည်။မမှန်ပါ။ ကလေးလေးပါတီချင်းကိုတီးနီမှန်သူမရိတ်မိသည်ထိုကြောင့်ကလေးစီကခေတတောင်းယူလိုက်သည်တီတီဖြူဖြူပေးသည်ဒူးကွေးထိုင်ကပေါံပေါ်တင်ပြီးတီးပြလိုက်သည်ဂျပန်ပေါ့တီချင်းကဘူဤတီလုံးလဲချစ်သည်သူမတီးတာကိုကလေးလေးကကြည့်နေသည်သူမကတေးသွားကိုတီးရန်ကလေးလေးကိုတော့ရေခဲမုံလေကိုပါကြည့်မိသည်တေးသွားဆုံးတော့ကလေးလေးကိုကီးပုတ်ပြန်ပေးကဒီခိုင်းကြည့်သည်ကလေးလေးကလည်းကျွမ်းကျင်စွာပြန်တီးနိုင်သွားသည် သူမကခလေးလေးခန်းကိုပုတ်ကာတော့ကြောင်းကြည့်ကျူးသည် သူမခြေလမ်းလေးငမ်းလမ်းမဲ့လမ်းရသည် ခလေးလေးကသူမရှေ့ပြရက်ကတားဆီးလိုက်သည်သူမနားမလဲစွာကြည့်မိတော့ခလေးလေးကချီးစပွဲပြောနေနေခလေးလေးလက်ကသူမကိုရေခဲမုံထိုးပေးတဲ့သည်သူမအန်အောထွားတယ်လို့ပျော်လဲပျော်သွားသည် သူမအချင်းချင်းခေါင်းငစ်ကအရီကတိုအရီကတိုကောဆိုင်မတ်ဂျေဆုတင်ပါတယ်ဟုတ်ဂျေဆုတင်ကြောင်အထက်ထပ်ပြောတော့ခလေးလေးကပုတ်ပုတ်နဲ့အဝေးကိုပြေးထွက်သွားသည် ရေခဲမုံလေးကိုကြည့်၍သူမကယဉ်ခုံမိသည်သူအတွက်ရေခဲမုံရောက်ပြီမို့စာကြည့်စိတ်သေးသေးပျော်ရွှင်သွားပြီးအခုမှခြေလန်းတွေလည်းပေါ်ပသွားတော်သည်မြို့သူစွာနှင့်ဟိုပတ်လန်တို့ပြေးကူးဆင်မှာတော့လေထဲလွင့်သွားသောရေခဲမုံလေးတုံခနဲ့ရသွားသောကားတစီသွဲရေဆက်လက်နှင့်လဲကျသွားသောကြောပိုးအိမ်နှင့်ကောင်မလေးတယောက်